အားလုံးပဲမင်္ဂလာပါရှင်။မြစ်ချနာတရင်ချနေရဲ့စက်တင်ဘာလ25ရက်နေ့ review session ကိုတက်ဆက်ပြတော့မှာဖြစ်ပါတယ်။ပင်ဦးလူမျိုးအနီးတဝိုင်းမှာဆစ်ရှောက်နေကြရတဲ့ဗမို့ဆစ်ရှောက်အင်းတော်စု၄00ကျော်အတွက်အကူအညီတွေလိုအပ်နေပါတယ်။ စကောင်စီနေရှင်နီရဲ့စနေဘူပေါင်းတတ်တော့ဂဝင်ခွင့်ပေးပင်ချရတဲ့အင်တော်ဂျီတာအတွင်းကဘီတူရီဟာကွန်ပျူစီတီခွင့်မရတာအချိန်ကြာမြင့်လာတာကြောင့်အခက်တွေ့နေရပါတယ်။စစ်အုပ်စုရဲ့ရွေးကောက်ပွဲကော်မရှင်အုပ်ချုပ်ဦးတန်းစိုးဟာတန်အမတ်တွေနဲ့ဆက်သွယ်တွေ့ဆုံနေပါတယ်။စားရတဲ့တွေကိုတိဆက်ပေးရမှာပါ။ကျမတို့အစစ်စင်တိဆက်သူမိုင်းနေဖြစ်ပါတယ်။ ပင်ဝလမျိုးအနီးတဝိုင်းမှာဆစ်ရှောက်နေချရာတဲ့ဗမော်ဆစ်ရှောက်ဝင်းတောင်စု400ချောကုညီတွေလိုအပ်နေပါတယ်ဆက်ဆိုင်ကတိဆက်ပေးမှာပါမန္တလေးတိုင်းဒေသကြီးပြင်ဦးလင်မြို့အနီးတစ်ဝိုက်မှာစစ်ပေးရှောင်နေကြတဲ့ကချင်ပြည်နယ်ဗမာမြို့ဟာစစ်ရှောင်ပြည်သူအိမ်ထောင်စု438စုဟာဇာနာရိတ်ခါနဲ့တကိုရီတိုင်းရှင်ရဲ့အသုံးဆောင်တွေလိုအပ်နေတယ်လို့သိရပါတယ်။ဆန်စီစတဲ့အခြေခံစားတောက်ကုန်တွေအပြင်ဆောင်းချင်းထောင်ဖြာအိုးခွဲပကန်းတကိုရီတိုင်းရှင်ရဲ့အသုံးဆောင်တွေနဲ့ ကျမရဲ့အထောက်အကူတွေလိုအပ်နေရလို့ဆစ်ဆောင်တွေကိုကူညီပေးနေတဲ့တုံညာဒုက္ခပရဟိတလူငယ်အတင်းကောင်းဆောင်ကိုထွေးကပြောပါရယ်ဒီဦးလေးဘက်မှာပြောင်းလာတဲ့လူတွေကအကူအညီအထောက်ပံ့နေရတာမရတလောက်ကိုပါဖြစ်တာပေါ့ဗလင်းမတိုင်ခင်တော့ကျတော့သူတို့တွေကမန်လေးမှနေကြလीနော်မန်လေးမှနေကြတော့ဒီလိုမျိုးအလူရှင်အဖွဲ့အစည်းတွေကိုပဲဖြစ်ဖြစ်စည်ရင်းတွေပို့ကြတာပေါ့ပို့ကြတဲ့အချိန်မှာအလူရှင်အဖွဲ့အစည်းတွေဆိုတာလဲသူတို့လည်း လောက်ထုံးလုံးကြီးတွေနဲ့အစင်စင်ဖြတ်တန်းရသေးလို့ထင်တယ်နော်အလူပစ္စည်းတွေကမရသေးဘူးလေဒါမှတကယ်ပြီးတဲ့အချိန်ကျတော့မန္တလေးမှာမနေကြတော့ဘူးပေါ့အများကြီးကဒီပြည်ဦးလည်းတော့ပြန်ကြောင်းတော့အဲ့လိုမျိုးပြန်ဖြစ်တာလည်းတော့အချို့မဟုတ်တဲ့ဖြစ်သွားတော့လက်တလုံးမှာအဲ့ဒီဘမော်ဆစ်ဆောင်ပြည်သူတွေဟာပြုံးလွင်မြို့နယ်အတွင်းကဖုံရင်ကျောင်းဝင်းတွေအတိမိတ်ဆွေအိမ်တွေနဲ့မြို့ရွာအတွင်းကအိမ်တွေငားပြီးနေထိုင်နေကြတယ်လို့သိရပါဗျ။တချို့အိမ်ထောင်စုတွေဟာဘမော်မြို့ကနေ ီလပိုင်းမှာပဲအချိန်နဲ့အရာရာအရာပြောင်းရွှေ့တိမ်းရှောင်လာကြသူတွေဖြစ်ကြပြီးအများစုကတော့မနစ်ကဒီဇင်ဘာလမှာမန္တလေးမြို့ကိုတိမ်းရှောင်ခဲ့ကြသူတွေဖြစ်ပြီးငရင်ကြောင့်ပြင်းဦးလင်ကိုထပ်မံရွှေ့ပြောင်းရတာလို့လဲဆိုပါတယ် မန္တလေးကိုအရင်ကြောင်းတယ်ပေါ့ကြောင်းကမန္တလေးမှာလည်းခြေရင်တော့အိမ်လေးပြူအဆောင်လေးပြက်ဆိုတော့ဓာတီဦးလူလည်းအရင်ပြင်းထန်တဲ့ကချင်ပြည်နယ်ဘက်ကလာတဲ့လူတွေနဲ့မကိုက်ညီဘူးဆိုတော့ဒီအနီးနားပြူဦးလင်ဘက်ကိုအဲ့လိုမျိုးလုံးချင်းနဲ့ကြောင်းကြတယ်ဆစ်ဆောင်ပြည်သူတွေဟာမနစ်က2024ခုနှစ်ဒီဇင်ဘာလမှာဖြစ်ပွားခဲ့တဲ့စစ်ကော်မရှင်ရဲ့ KIA တပ်တို့ရဲ့တိုက်ပွဲကြောင့်နေရာဆုံးခွာပြီးထွက်ပြေးသိမ်းရှောင်နေရသူတွေဖြစ်ပါတယ်စေတနာရှင်အလူရှင်တွေလူမှုကွန်ရက်အဖွဲ့အစည်းတွေ NGO တွေအနေနဲ့ ကူညီထောက်ပံ့မှုတွေပေးနိုင်ဖို့လဲအကူအညီတောင်းခံတယ်လို့ဆိုပါတယ်။ကူညီပေးလိုတဲ့သူတွေအနေနဲ့တုံညာဒုက္ခပရဟိတလူငယ်အသင်းကောင်းဆောင်ကိုထွေးရဖုန်းနံပါတ်396869963လုံးကိုဖြစ်စေတုံညာဒုက္ခပရဟိတအသင်းလူငယ်ဆိုတဲ့လူမှုကွန်ရက်ဆောင်ရွက်နာရ Messenger မှာဖြစ်စေဆက်သွယ်နိုင်ပါတယ်။မနေ့ကဒီဇင်ဘာလဆန်ကလေးဖြစ်ပွားနေတဲ့ဗမော်မြို့တိုင်းတိုက်ပွဲဟာ လက်ရှိအချိန်ထိပြင်းထန်နေဆက်ဖြစ်တာကြောင့်ဗမော်မျိုးရှိပြည်သူအလုံးနီးပါးဟာတခြားဒေသကိုပြောင်းရွှေ့တင်းချောင်းနေကြရပါတယ်။ပြည်သူလူထုအနေနဲ့မိမိဒေသမှာဖြစ်ပေါ်နေတဲ့တရင်ချောင်းရတွေကိုပေးဖို့ခြံနေဆိုရင်တော့မြစ်နာတရင်ချောင်းရဲ့ Messenger အနေဖြစ်စေဖုန်းနံပါတ်3996 333တင်းနေတဲ့ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်။စီကောင်းစီနေရှနီရဲ့စနီပူပေါင်းတက်တော့ခဝင်ခွင့်ပေးပင်ထားတဲ့ energy data အတွင်းကပြည်သူတွေဟာ ကွန်ပစ္စည်းတွေယူခွင့်မရတာအချိန်ကြာမြင့်လာတာကြောင့်ခက်တွေးနေရတယ်လို့သိရပါတယ်။ထရိုဆာကသင်ဆက်ပေးမှာပါ။အင်ဒိုဂျီဒေတာမှာတိုက်ပွဲဖြစ်ပြီးအခြေအနေတွေတင်းမာလာတဲ့ပြီးခဲ့တဲ့ဇွန်လလောက်ကလေးကနေစစ်ကောင်စီနဲ့ SNL ပူပေါင်းကိတွေမှာကုန်ပစ္စည်းအဝန်တွေကိုတင်းကျပ်ထားတာဖြစ်ပြီးလက်ရှိအခြေအထိကန့်တာကန့်တာရဆဲဖြစ်တယ်လို့ဆိုပါရယ် အခုလိုမျိုးကုံဝင်ခွင့်တင်ကြားထားတာအချိန်ကြာမြင့်လာတာနဲ့အမျှဒေတာတွင်ကုန်စင်နှုံတွင်မြင့်တက်ပြီးပြက်လက်မှုတွေရှိလာတာကြောင့်ဒေတာခန့်တွေအကျအသေးကြောင့်နေရရလို့ရင်းတော်ကြီးဒေတာခန့်တူကမြစ်နာတည်တဲ့ဈာနေကိုအခုလိုပြောပါရယ် နော်ဇောအဲ့ဒါကတော့ဆာလမ်တူကဆာနာမာရောကဲရတာလာတော့ဒေတာခဏရဲ့အတွက်အစားတော့အလုံးခက်ခဲကြတဲလာတယ်ဇင်းလုံးတွေကလည်းအရင်က900ဆိုတာတွေကအခု3000လောက်ဖြစ်သွားတော့ငွေချင်းမရှိတဲ့သူတွေကအရန်ခက်လာတယ်မြို့ဘက်ထွက်ရအောင်လည်းမြို့ဘက်မှာစားဖို့ကမရှိဒီမှာနေရင်လည်းတက်ပွဲဖြစ်တာလက်နက်ကြီးလေရင်ဘုံဒရုန်းတွေနဲ့မို့ပြည်သူတွေကဘယ်မှာနေရမလဲစိတ်ပူပြီးနေရတဲ့အခြေအနေပေါ့ ငွေချေခေခေမှုတွေကြောင့်တခြားမျိုးတွေဘက်သွားရောက်နေချင်ဖို့လည်းအဆင်မပြေသလိုဒေတာတွေမှာလည်းတိုက်ပွဲဖြစ်ပွားမှုနဲ့ကုန်ပစ္စည်းကန့်သတ်ခံစားရတာတွေကြောင့်ဒေတာခံတွေအခက်တွေဆိုရင်ပုံပန်နေကြရတယ်လို့ဆိုပါတယ် ဂိတ်တွေမှာအစီအစဉ်များပြီးလူအတော်အလာလေးတင်ချတ်ထားစေဖြစ်ပြီးတော့ဖြတ်တန်းသွားလာမည်ဆိုရင်လူတကူစားပဲသွားလာလို့ရတယ်လို့လဲဆိုပါတယ်လက်တလုံးမှာတော့အင်ဒိုဂျီဒေတာတွင်စစ်ကောင်စီ SN ရပူပေါင်းတပ်တွေနဲ့ကချင်လွတ်လပ်ရေးတမတော် KIA တို့ထိတွေ့တိုက်ပွဲဖြစ်ပွားတာမရှိပေမဲ့မိုင်းနောင်နဲ့မမုံကင်ကျေးရွာအနောက်ဘက်တွေမှာတော့ drone နဲ့ပစ်ခတ်မှုတွေရှိတယ်လို့လည်းသိရပါတယ်လက်ရှိအချိန်အင်ဒိုဂျီဒေတာအတွင်းကစနွင်ကောအင်တာနမ်မွန်မိုင်းနောင် မမုံကိုင်လုံးတုံစတဲ့နေရာပေါ်မှာစစ်ကောင်စီနဲ့ SNL ပြည်သူ့စီပူပေါင်းတပ်တွေကနေရာယူထားပါတယ်။ဆေအိုဆူရဲ့ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတန်းစိုးဟာဒီရက်ပိုင်းထိအိန္ဒိယနဲ့ရုရှားနိုင်ငံတို့ရဲ့မြန်မာနိုင်ငံဆိုင်ရာတပ်အမတ်ကြီးတွေနဲ့ဆက်တိုက်တွေ့ဆုံခဲ့ပါတယ်။ပြည်ခရစ်စတင်မလာ၁၉ရက်နေ့ရုံးက မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံတပ်အမတ်ကြီး HE Mr. Arpita Gune တွေ့ဆုံခဲ့ပြီး24ရက်နေ့မှာတော့ရုရှားတပ်အမတ်ကြီး HE Mr. Iskender Azizov နဲ့တွေ့ဆုံခဲ့တာပါ။အဲလိုတွေ့ဆုံချင်းရွေးကောက်ပွဲဆောင်ကြီးလိလာရေးဆိုင်ရာကိစ္စတွေအပါအဝင်ရွေးကောက်ပွဲနေဆိုင်တဲ့ကိစ္စတွေကိုဆွေးနွေးခဲ့ရလို့ဆိုပါရယ်။ရရှိချိန်မှာတော့ဆေအိုစုဟာသူတို့လုံးမဲ့ရွေးကောက်ပွဲကိုအင်အားကြီးနိုင်ငံတွေကအထူးမှပြုနိုင်ရေးအတွက်ဂျိုပန်ဆောင်ရွက်နေရလဲဖြစ်ပါရယ်။ စစ်ကောင်စီကလုံမရွေးကောက်ပွဲကိုတော့မြန်မာနိုင်ငံကထောက်လိုက်ရင်အားစုတွေအဖြစ်လူအခွင့်အရေးကိုလေးစားပြီးဒီမိုကရေစီဖွံ့ဖြိုးတဲ့နိုင်ငံတွေကအတိမတ်မပြုထားကြပါဘူး။ခုချိန်မှာတော့စစ်ကောင်စီဟာရွေးကောက်ပွဲအပိုင်းတစ်ကိုဒီဇင်ဘာလ28ရက်နေ့မှာချင်ပါမယ်လို့ကြေညာထားတဲ့အတွက်ရပောင်ကိုစိတ်ကြောပဲလိုလိုတာဖြစ်ပါတယ်။စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ဟာလည်းဝင်ပြိုင်မဲ့နိုင်ငံရေးပါတီတွေရဲ့ကိုယ်စားလှယ်ဆောင်စီရင်တွေကိုစစ်စစ်မှုတွေလှောက်ဆောင်နေပါတယ်။ အနည်းငယ်ကြီးစွာတည်ရှိနေတဲ့မြေမြုပ်မိုင်းတွေရဲ့တိမဖွဲရာတွင်ပြင်းလက္ခဏာတွေအကြောင်းအသိပညာပေးပြောပြသွားပါမယ်။မြေမြုပ်မိုင်းတွေဟာအမျိုးအစားပုံတံတန်အရွယ်အစားနဲ့အရောင်မျိုးစုံနဲ့ရှိနေတတ်ပါတယ်။မြေမြုပ်မိုင်းတွေကိုတစ်တာဓာတ်မဟုတ်ပလတ်စတစ်ဓာတ်မဟုတ်သတ္တုတွေနဲ့ပြုလုပ်ထားနိုင်ပါတယ်။တချို့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာလက်လုတ်တွေဖြစ်ပြီးနှိမ့်ဆင်သုံးအရာဝတ္ထုတွေနဲ့တူပါတယ်။တတိပြုဖို့ကတော့အဲ့ဒီပစ္စည်းတွေက ပုံမှန်နေရာဓမ္မမဟုတ်ဝါယာချိုးနဲ့ရှိနေတတ်ပါတယ်။မြေမြုပ်မိုင်းအများစုဟာမြင်တွေ့ဖို့ခက်ခဲပါတယ်။မြေမြုပ်မိုင်းအပါအဝင်အသုံးပြုပြီးမပေါက်ကွဲသေးတဲ့လက်နက်ပစ္စည်းတွေလက်လုံမိုင်းတွေဟာမြေကြီးပေါ်မှာတမကမြေအောက်မှာလည်းရှိနေတတ်ပါတယ်။မြေမျက်နှာပြင်ပေါ်တွေမှာပတ်ဝန်းကျင်အနေထားနဲ့တသားတည်းဖြစ်အောင်ပုံဖြတ်ချထားတတ်ပါတယ်။ရေပူရအဖြစ်ကွယ်ဝတ်တည်ရှိနေတတ်ပြီးမြင်တွေ့ဖို့ခဲယဉ်ပါတယ်။ မြေမြုံမိုင်းတွေဟာမိုးလေရေစတဲ့ရာသီဥတုအခြေအနေတွေနဲ့ရေကြီးမြေပြိုဖြစ်ပြီးတဲ့နောက်ပုံတံပြောင်းလဲနေတယ်လို့မူလနေရာကနေတခြားနေရာရွေ့တာဖြစ်ပေါ်တတ်ပါတယ်မြေမြုံမိုင်းတွေကိုထူထပ်တဲ့မြက်ပင်တွေနဲ့တစ်ပင်တွေကြား꽌ပြီးမြုပ်ထားထောင်ထားတတ်တယ်လို့ရေအောက်မှာမြုပ်ထားတတ်တဲ့အပြင်ပုံစံမျိုးမျိုးနဲ့မြုပ်ထားထောင်ထားတတ်ကြပါတယ်အချို့မြေမြုံမိုင်းတွေကိုမြေမျက်နှာပြင်အောက်ထဲမှာမြုပ်ထားတတ်ပြီးခြေနဲ့တက်မင်းနေတဲ့အခါဒါမှမဟုတ် ရင်နဲ့တက်ချိတ်မိတဲ့အခါပေါက်ကွဲမှုကိုဖြစ်ပေါ်စေပါတယ်။မြေမြုပ်မိုင်းအမျိုးအစားတွေကိုလူတက်မြေမြုပ်မိုင်းနဲ့ရင်ဖြတ်မိုင်းဆိုပြီးနှစ်မျိုးခွဲခြားနိုင်ပါတယ်။လူတက်မြေမြုပ်မိုင်းမှာမှရုပ်ချီးပေါက်ကွဲမိုင်းနဲ့အစားထွက်လူတက်မိုင်းဆိုပြီးနှစ်မျိုးရှိပါတယ်။ရုပ်ချီးပေါက်ကွဲမိုင်းဆိုတာကမ္ဘာပေါ်မှာအတွေ့ရဆုံးမိုင်းအမျိုးအစားတစ်ခုဖြစ်ပြီးမြေအောက်မှာမြုပ်ထားလေးရှိပါတယ်။အစားထွက်လူတက်မိုင်းဆိုတာပေါက်ကွဲတဲ့အခါအစာအနဖျားထွက်ပြီးထိခိုက်သူတမကအနီးဝန်းကျင်ကအခြားသူတွေကိုပါထိခိုက်ပြီးဒိတ်ဆုံနိုင်ပါတယ်။ ရင်ဖြတ်မိုင်းဆိုတာကရင်တွေကိုဖျက်ဆီးဖို့အတွက်ရည်ရွယ်တာပါလူတက်မြင်မြုပ်မိုင်းတွေထက်အရွယ်စားပူကြည့်ပြီးပေါက်ကွဲအားကိုပုံမပြင်းထန်လေးရှိတာဖြစ်ပါတယ်အချို့မြင်မြုပ်မိုင်းတွေကိုမြင်မျက်နှပြင်ပေါ်မှာချထားပြီးတော့ဝါယာကျုံးမြင်လေးတွေနဲ့ချိတ်ဆက်တွေ့တန်းထားပြီးဒီကျုံးမြင်ကိုထိမိတာဒါမှမဟုတ်ဖြတ်တောက်တာပြုလုပ်ခဲ့မြင်ပေါက်ကွဲမှုကိုဖြစ်ပေါ်စေမှာပါပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုပဋိပက္ခအတွင်းပြခတ်ခြင်းပြလွတ်ခြင်းတို့ပြုလုပ်နိုင်ပြီး ။သစုံတစ်ခုနဲ့ထိခိုက်မိတဲ့အခါမျိုးတွေမှာလည်းပောက်ကွဲမှုကိုဖြစ်ပေါ်စေပါတယ်။ရေမြုပ်မိုင်းနဲ့အခြားပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာအတုံးပြုတ်ဖို့အတွက်ဓမ္မမဟုတ်အတုံးပြုတ်ပြီးတဲ့လက်နက်တွေဖြစ်ပါတယ်။ဥပမာတနတ်နဲ့ပစ်ခတ်တာအမြောက်နဲ့ပစ်တာတိုက်လေရင်ပေါ်တွေကနေပစ်ချတာလက်နက်ကင်တပ်ဖွဲ့တွေကဖွဲ့ထားတာတွေဖြစ်ပါတယ်။မြေမြုံမိုင်းနဲ့အခြားပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုတိုက်ပွဲတွေမှာအများဆုံးအသုံးပြုလေရှိကြပေမဲ့လက်နက်ကင်အဖွဲ့တွေတာမကအယက်သားပြည်သူတွေကိုပါထိခိုက်စေတာဖြစ်ပါတယ်။ ညင်မြုံမိုင်းတွေကိုတိုက်ပွဲဖြစ်ပွားလေးရှိတဲ့နေရာတွေလက်နက်ကင်တပ်ဖွဲ့တွေရှိတဲ့နေရာတွေလက်နက်ကင်တပ်ဖွဲ့တွေရှိခဲ့တဲ့နေရာအုံပြုတ်သွားတဲ့လမ်းတွေနဲ့အနီးဝန်းကျင်နေရာတွေမှာတွေ့ရှိလေးရှိပါတယ်။တချို့တော့ညင်မြုံမိုင်းတွေဟာခုံပြန်နိုင်ခဲ့ရင်ပောက်ကွဲနိုင်စွာမြင့်မာပြီးအဝေးကိုခြေပြန်းစွာထိခိုက်မှုဖြစ်ပေါ်စေပါတယ်။မြေပြင်နဲ့ထိချိန်မပေါက်ကွဲသေးဘဲဆက်ရှိနေလဲအနေရကြီးစွာကြန့်ရှိနေနိုင်ပါတယ်။မြေမြုံမိုင်းနဲ့အခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကြောင့်လူနဲ့တရိတ်ဆန်တွေကိုအသက်သေစေနိုင်ပါတယ်။ မြေမြုံမိုင်းတွေနဲ့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာလက်နက်ကင်ပဋိပက္ခများရပ်ဆဲသွားပြီးနောက်တွင်မှလည်းအသက်အန္တရာယ်တွေကိုချိန်ချောက်နိုင်တဲ့ပစ္စည်းအဖြစ်ကျန်ရှိနေနိုင်တဲ့အပြင်တက်တန်းကုံဆုံးတာလည်းမရှိပါဘူး။ဒီကနာသတင်းချန်နေရီရေဒီယိုအစီအစဉ်ကိုအပတ်စဉ်တင်လာနေရနေတော့ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ချင်းပြည်နယ်တွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူ အခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းမြစ်နာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလဲစောင့်မျှော်ကြည့်ရှုနားဆင်နိုင်ပါပြီ။